အာဆင်နယ်နဲ့ပဲလေးစ်ပွဲမှာတည်ရင်ရလက်ကြောင့်လီဗာပူးအသင်းအနေနဲ့လက်ကျန်၅ပွဲမှာတမန်ရယုံနဲ့ပရီးမီးယားလိချန်ပီယံဆုစခုံးရယူနိုင်မှာဖြစ်ပါတယ်။ပဲလေးစ်အသင်းရဲ့ FA ဖလားစီမီဖိုင်နယ်ပွဲစဉ်ကြောင့်ဧပြီ23ရက်ကကြိုတင်ကစားတဲ့ပရီးမီးယားလိပွဲစဉ်34မှာအာဆင်နယ်နဲ့ပဲလေးစ်အသင်းနှစ်ကိုးစီတည်ရင်ကြခဲ့တဲ့အတွက် ာဆင်နယ်အသင်းဟာ34ပွဲကစားအပြီး68မှတ်ရရှိထားပြီးဇီယားထိန်ဆောင်ကလီဗာပူးအသင်းနဲ့တပွဲပို12မှတ်ကွာဟသွားပြီဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့လက်ကျန်၄ပွဲစလုံးအနိုင်ရရင်တော့လီဗာပူးအသင်းရဲ့လက်ရှိရမှတ်89မှတ်ကိုသာလိုက်မိနိုင်တော့မှာဖြစ်ရာပရီးမီးယားလိချန်ပီယံတိုက်ပွဲဟာရာနှုန်းပြည့်နေပါအဆုံးသတ်ဖို့တည်ကြသွားပြီဖြစ်ပါတယ်။လီဗာပူးအသင်းဟာအခုရသည့်လက်ကျန်ပွဲစဉ်တွေအဖြစ်ဧပြီ28ရက်မှာစပါအသင်းနဲ့အိမ်ခွင်မေလ၄ရက်မှာချက်စီအသင်းနဲ့အဝေးခွင်မေ17ရက်မှာအာဆင်နယ်အသင်းနဲ့ ဲ့အင်္ဂွင်မေ16ရက်မှာ Brighton အသင်းနဲ့အဝေးကွင်းမေ25ရက်မှာ Palace အသင်းနဲ့အင်္ဂွင်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်လေဘာဘူးအသင်းအနေနဲ့လက်ချံ၅ဝဲမှာတမတ်တာလိုအပ်တာကြောင့်အခုတစ်ပတ်စပါအသင်းနဲ့အင်ကွင်းပွဲစဉ်မှာအနိုင်ဆုံးတည်ရေကစားနိုင်ုံနဲ့ပရီးမီးယားလိချန်ပီယံဆုစကူရယူနိုင်မှာဖြစ်ပါတယ်။လေဘာဘူးအသင်းဟာတမိုင်းတက်လျှောက်အမြင့်ဆုံးလိပြိုင်ပွဲမှာအကြိမ်၂၀မြောက်နဲ့ ပရီးမီးယားလိနာမည်နဲ့ကျင်းပပြီးနောက်ပိုင်းချန်ပီယံဆုကိုဒုတိယအကြိမ်ဆုခိုးရယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လီဗာပူးအသင်းအနေနဲ့အင်္ဂလန်ဘောလုံးသမိုင်းတက်လျှောက်အဆင့်အမြင့်ဆုံးအမှတ်ပေးချန်ပီယံဆုကိုစံချိန်တင်အဖြစ်အကြိမ်20ရရှိထားတဲ့မန်ယူအသင်းရဲ့ချန်ပီယံဆုအရေးအတွက်ကိုအမိလိုက်နိုင်တော့မှာဖြစ်ပါတယ်။ဒါ့အပြင်အဓိကဆုဖလားဆုစုပေါင်းစီးရင်မှာလီဗာပူးနဲ့မန်ယူအသင်းတို့တူညီနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။